ားပေးမင်္ဂလာပါချင်းရီဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်မေလ29ရက်နေ့အတွက်ခုံနှုံးချင်းရီဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တိုက်ပွဲကြောင့်တီးရင်စစ်ဘေးရှောင်တထောင်ကျော်စားနှက်ရိတ်ခအမိုးအကာနဲ့စေဝါတွေလိုအပ်နေတဲ့သတင်းအရှုချင်းအမျိုးသားပြည်နယ်တည်ထောင်နိုင်ရေးလှုပ်ဆောင်သွားမယ်လို့ ACNFC ကြေညာလိုက်တဲ့သတင်းနဲ့ အခုလိုနှွေရသည့်ကာလမှာအပူရှိန်လွန်ကဲမှုကြောင့်အုံနောက်သေးကျော်ပြည့်စည်နိုင်သလားဆိုရက်ကျမကြီးအသေးပညာအပါဝင်စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ကလေးမျိုးကနေချင်းတောင်ကိုစစ်ကြောင်းထိုးလာတဲ့စက်ကောင်စီတပ်ကြောင်းအိုးအိမ်ဆုံခွာစပေးတိန်ရှောင်းနေရတဲ့ဒေဒီန်ဒေတာခံပြီးသူ1300ကျော်ဟာအခြေခံစားနှစ်ရိတ်ခအမှုအကာနဲ့စေဝါတွေလိုအပ်နေတယ်လို့ဒေတာခံရိစီကတီးရပါတယ်စကိုင်းတိုင်းကလေးမျိုးဖက်ကနေ ချင်းတောင်ဖက်ကိုမေလ၁၈ရက်နေ့ကစတင်ပြီးစစ်ကောင်စီဟာအင်အားရချင်းနဲ့စစ်ကြောင်းထိုးလာရာဒိဋ္ဌိမြို့နယ်ကလေးတိုင်ငင်ကလာမဘောကမော်ပီထိန်ဆောင်ရန်စင်းနဲ့ဝန်ဆောင်ကျေးရွာကဒေသခံပြည်သူအလုံးဟာနှိစက်ရကျေးရွာတောင်ရတဲရီမှာနှစ်ပတ်နေပါကြာစစ်ပေးတင်းရှောင်နေကြရတာပါအဲ့ဒီလေးရွာကပြည်သူတွေကအကုန်လုံးအဲ့ဒီမှာမနေတော့ဘူးစစ်ပီးရှောင်ကြတယ်သူတို့ကနေဆိုင်ရွာတွေကိုသွားတယ်တော်ရဲတောင်ရထဲမှာနေတဲ့လူတွေရှိပါတယ် လောလောဆယ်တော့အကူငေးကအများကြီးလိုတာပေါ့နော်အခုဆစ်ဆောင်တွေကအစာတော့တဲ့အရန်လိုအပ်တယ်။ဆေးဝါးကလည်းလိုနေတယ်။အမိုးအကာတွေကလည်းလိုတယ်။မိုးလည်းတအားရွာတယ်လို့တိတိမြုပ်ခန့်တူကပြောပါရီ။ဆစ်ပေးဆောင်တွေထဲမှာကလေးငယ်တွေအများအပြားပါဝင်ပြီးတက်ကြီးရွယ်ဦးနဲ့ကိုဝင်းဆောင်အမျိုးသမီးတွေလည်းပါဝင်တယ်လို့သိရပါရီ။ကလေးမြုပ်နဲ့ချင်းမြောက်ပိုင်းမျိုးတွေကိုစစ်သွေးထားတဲ့အထူးကလမ်းမဖြစ်တဲ့ကလေးတိုင်ငင်ကားလိုင်းရဲ့အတက်အစင်အလုံးကို မေလ20ရက်နေ့ကစတင်ပြီးယာယီပိတ်လိုက်တယ်လို့ CDF CDM စီရင်ကကြေညာထားပါတယ်။လမ်းပန်းဆက်သွယ်ရေးခေခဲမှုဟာလည်းချင်းတောင်ဘော်ကစပေးရှောင်ပြည်သူတွေနဲ့ဒေသခံတွေအတွက် အခြေခံစာဝတ်နေရေးကိုပုံမှုအခက်အခဲတွေဖြစ်စေတာကြောင့်အကူအငွေတွေလိုအပ်နေခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ ချင်းတောင်ဘုံကိုအင်အားရချင်းနဲ့ခြေတက်လာတဲ့စစ်ကောင်စီတပ်နဲ့ချင်းတောင်လာရင်ပူပေါင်းတတို့ဟာမေလ22ရက်နေ့ကယနေ့မေလ29ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အခုကတော့တိုင်ငင်းအထိတော့မရောက်သေးဘူး။ဟျောင်စင်အထိပဲရောက်သေးတယ်။လာတက်လိုက်ပြန်ဆုပ်လိုက်အနေထားပေါ့နော်။ ရောင်စင်းမှာတော့အခြေချတယ်အဲ့ဒီလိုအခြေနေပါပြီးတော့တိုင်ငန်တက်ဖို့တော်တော်ကြိုးစားနေတယ်ဒါပေမဲ့မရသေးဘူးတော်လိုင်းရေးတစ်ဖွဲ့ကပြန်တိုက်တော့စာကစားပြန်နောက်ဆုတ်တယ်လို့တိတိမြုပ်ခန့်တူကပြောပါတယ်စကောင်စီတက်ကိုချင်းလန်းကောင်စီ CC ပိုးပေါင်းတက်နဲ့ချင်းငင်အောင် CB တက်တို့ကပိုးပေါင်းစုဖွဲ့ပြီးခုခံတိုက်ခိုက်နေတယ်လို့ချင်းကောက်ွဲတပ်ဖွဲ့တွေစီကသိရပါတယ် စစ်ရင်တန်း15စီးနဲ့စစ်ပြင်ဆင်လာတဲ့စစ်ကောင်စီတပ်ဟာကလေးကောလေးဝင်းအတွင်ကားတွေထားခဲ့ပြီးတမမို့ကဦးဆောင်ကချင်းတောင်ကိုတပ်အင်အားရှိရာခန့်နဲ့စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံမှာပြည်နှံစွာနေထိုင်တဲ့အရှိုချင်းတိုင်းရင်းသားတွေဟာ ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိုအကောင့်ထည့်ဖို့နှိုင်းရန်အတွက်အရှုချင်းအမျိုးသားပြည်နယ်တည်ထောင်နိုင်ရေးကို အရှုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ ACNFC ကလက်တွေ့ကျကျလှုံ့ဆော်သွားမယ်လို့သိရပါတယ်။၍ဦးတော်လှန်ရေးမှာအရှုချင်းတိုင်းသားတွေရဲ့အခမ်းကဏ္ဍဟာကြောက်ွယ်မနေပဲစစ်အာဏာရှင်စနစ်အမြင့်ကျက်တွန်းလှန်နိုင်ရင်းနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာတိုင်းရင်းသားပြည်သူတရက်လုံးနဲ့လက်တွဲပြီး အရှုချင်းအမျိုးသားဖက်ဒရယ်ကောင်စီကဆောင်ရွက်နေတယ်လို့ SCNFC ထံကနေသိရပါတယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးမှာအရှုချင်းတိုင်းရင်းသားတွေအနေနဲ့ဥပဒေပြုတ်ရေးအာဏာတရားစီရင်ရေး အာဏာနဲ့အုပ်ချုပ်ရေးအာဏာတို့မှပါဝင်ဆောင်ရွက်နိုင်ဖို့လှုံ့ဆော်သွားမယ်။ဒီမိုကရေစီအရေးလူအခွင့်အရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုကြီးပေါ်ထွန်းဖို့ကျွန်တော်တို့ဆောင်ရွက်မယ်လို့အရှိုချင်းအမျိုးသား Federal Council ACNFC ပြောရေးဆိုခွင့်ရှိသူ Slime Black Hole ကပြောပါရီ။ ACNFC ဟာ၎င်းရဲ့မူဝါဒပေါင်းရည်ရွယ်ချက်တွေနဲ့အင်္ဂီအကောင့်ထေဖို့ဆောင်ရက်လက်ရှိပြီးလက်ရှိဒေါ်လာရေးကာလမှာအရှုချင်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဒါမှမဟုတ်အရှုချင်းအမျိုးသားပြည်နယ်တည်ထောင်နိုင်ဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်။ကျလဲထူထောင်ရေးလုပ်ငန်းတွေကိုလည်းလုပ်ငန်းစဉ်တရရေးစိမ်းကအကောင့်ထေဖို့ဆောင်ရွက်မှဖြစ်ပြီးတက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းလက်တွေ့ကျကျလှုံ့ဆော်သွားမယ်လို့သိရပါတယ်။ အရှုချင်းမျိုးသားဖက်ဒရယ်ကောင်စီဟာအရှုချင်းမျိုးသားစာပေနဲ့ယဉ်ကျေးမှုဆိုင်ရာသမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းတာကွယ်ဆောင်ရှောက်ရင်းနဲ့မြင့်တင်နိုင်ရေးကိုလှုပ်ဆောင်သွားမယ်လို့လဲ slime black hole ကကြော်ပါရီအရှုချင်းတရင်သားတွေဟာမကွေးပကိုးနေပြည်တော်အေယာဝတီရန်ကုန်နဲ့ရခိုင်တို့မှာရှိတဲ့မြို့နယ်ပေါင်း39မြို့နယ်မှာပြန့်နှံ့စွာနေထိုင်ကြပြီးလူဦးရေအပြင်၄သိန်းကျော်ရှိတယ်လို့သိရပါရီ ACNFC ကိုပြည်ရင်းပြပါရှိအရှုချင်းပြည်သူတွေကိုအခြေခံပြီး2023ခုနှစ်မေလ25ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ကလက်ရှိမှာ ဖွဲ့စည်းတည်ထောင်ခြင်းနှစ်နှစ်ပြည့်ပြီလို့လည်းသိရပါတယ်ဒေတာအသီးသီးမှာပြန့်နှံ့နေထိုင်ကြတဲ့အရှုချင်းတရင်သားလူထုတရက်လုံးရဲ့လူသားအရင်းအမြစ်ကိုဖော်ဆောင်ရင်းနဲ့အရှုချင်းတရင်သားတရက်လုံးကိုအခြေခံပြီးတော့ ဒီမိုကရေစီအရေးလူအခွင့်အရေးအမျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့အခြားကိစ္စတွေကိုဥစည်းဥဆောင်ပြုတ်သွားမဲ့အရှုချင်းဒိန်းသားတွေအလုံးကိုကုစားပြုတ်ဖွဲ့စည်းခဲ့ပါတယ်လို့ SCNFC ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် အရှုချင်းအမျိုးသားဖက်ဒရယ်ကောင်စီမိုဝါရအရမကွေးဒေသအရှုချင်းအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ပဲခူးဒေသအရှုချင်းအမျိုးသားဖက်ဒရယ်ကောင်စီတို့ကိုဖွဲ့စည်းပြီးလက်တွေ့ကျကျဆောင်ရွက်မှုအဖြစ်ကြာကာလအုပ်ချုပ်ရေးအစီအမံရေးဆွဲရေးကော်မရှင်တို့ကအရှုချင်းကိုစားပြုတ်ပြီးဥပဒေတွေကိုပါဝင်ရေးဆွဲနေတယ်လို့သိရပါတယ် ACNFC ဘဟုရဲ့မူဝါဒအရတိုင်းဒေသကြီး၅ခုပြည်နယ်တစ်ခုတော့မှာပြန့်နှံ့နေထိုင်ကြတဲ့အရှုချင်းတရင်သားတွေအနေနဲ့ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေစောလင်စွာပေါ်ပေါက်လာနိုင်ဖို့ကြိုးပမ်းအားထုတ်လက်ရှိကြောင်းအရှုချင်းတရင်သားတွေအနေနဲ့စီရင်တဲ့နိုင်ငံရေးကိုဟန်ချက်ညီစွာဆောင်ရွက်ရမှာ ဖြစ်ကြောင်း ACNFC ဘကိုကလည်းထုတ်ပြန်ပါတယ်။ ACNFC ဟာအရှုချင်းဒေသတွေကအရှုချင်းစစ်ဘေးရှောင်ចောင်းသူចောင်းသားတွေ CDM ចောင်းသူចောင်းသားတွေပြညာတင် जा နိုင်ဖို့ NUG အစိုးရအသိမှတ်ပြုအွန်လိုင်းစာသင်ကျောင်းမှာချိတ်ဆက်ပေးပြီးပြညာတင် जा ပေးတယ်လို့လည်းသိရပါတယ်ဒီခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာကြာရောက်တဲ့ချင်းအမျိုးသားနေကိုအရှုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ ACNFC နဲ့အရှုချင်းကာကွယ်ရေးတပ် SCDF တို့ပူးပေါင်းပြီးကျင်းပခဲ့တယ်လို့သိရပါတယ် လက်ရှိတွင်ဦးတော်လှန်ရေးမှလည်းအရှုချင်းတိုင်းသားတွေဟာ CDF အရှုနဲ့ ACDF ရဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့တီထောင်ကတော်လှန်တိုက်ခိုက်နေသလိုတီသားအတွင်ရှိပြည်သူကာကွယ်တပ်ဖွဲ့တွေနဲ့လည်းစစ်ကောင်စီကိုပါဝင်တိုက်ခိုက်လက်ရှိနေပါသေးရှင်။အခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့ အခုလိုနှွေရသည့်အချိန်မှာအပူရှိန်လွန်ကဲမှုကြောင့်ဥနောက်သွေးကြောပြည့်စည်နိုင်သလားဆိုတော့ကျမကြီးအသိပညာကိုတင်ဆက်ပေးသားပါမယ်နွေရာသီရောက်လာတိုင်းနေမင်းရဲ့အပူချိန်ကလည်းပိုတထက်ပိုလာစေပါရဲ့အပူချိန်လွန်ကဲမှုကြောင့်ဥနောက်သွေးကြောပြတ်စေနိုင်သလားဆိုရင်အရာသေးဥတုပိုပြင်းတာတစ်ခုတည်းကြောင့်ဥနောက်သွေးကြောဟာမပြတ်နိုင်ပါဘူးဒါပေမဲ့အပူချိန်တစ်ခုတည်းမဟုတ်တခြားလက္ခဏာတွေကြောင့်ဥနောက်သွေးကြောပြတ်စေနိုင်ပါရဲ့ဘာလို့လဲဆိုရင်အပူချိန်လွန်ကဲမှုကြောင့်တော်မီလောင်ချင် လေယာဉ်တွေရေခမ်းခြောက်ခြင်းသရိုက်ဆန်တွေတည်ကြည်ပြတ်စေတဲ့အပြင်ကျွန်တော်တို့လူလူသားတွေကလည်းအပူချိန်မြင့်မာလာတဲ့အခါအသက်ကြီးရွယ်ဦးတွေနာမကျန်းဖြစ်နေတဲ့သူတွေကလေးသူငယ်တွေအပြင်ကျွန်တော်တို့လူအရွယ်ရောက်နေသူတွေလည်းအပူချိန်လွန်ကဲမှုကြောင့်အမတ်မထင်မိုးမိခြင်းချိတ်ထွက်လွန်ခြင်းခေါင်းကိုက်ခြင်းအော့အန်ခြင်းမအီမသာဖြစ်ခြင်းအသားရေနေလောင်ခြင်းအပူရှက်ခြင်းတွေးတူခြင်းသိပောင်ကြခြင်းရှေးတက်ခံချောက်ခြင်းမိထွက်ခြင်း စီးချိုတက်ခြင်းမျက်လုံးထိခိုက်စေခြင်းအစအသောက်ပြက်လာခြင်းစတဲ့လက္ခဏာတွေကြောင့်ဦးနှောက်သွေးကြောပြက်စီနိုင်တာပါနောက်ပြီးအပူချိန်လွန်ခဲ့မှုကြောင့်အရင်ဦးဆုံးဘလူးလူတွေကဦးနှောက်သွေးကြောပြက်စီနိုင်တယ်လို့ဆိုရင်သွေးတူးရောဂါရှိနေသူတွေအရက်တောက်နေသူတွေအသက်ကြီးရွယ်ဦးတွေကိုခံအားအနည်းသူတွေအဝလွန်နေသူတွေ နေဘူးထဲအလုလုနေသူတွေယောဂအခန်းကြောင့်နာမကျန်ဖြစ်နေသူတွေနှလုံးယောဂရှိနေသူတွေအဆုတ်ယောဂရှိနေတဲ့သူတွေနဲ့အကြောက်ကယောဂရှိနေတဲ့သူတွေစတဲ့လူတွေမှာအပူရှင်လွန်ကဲမှုကြောင့်ဥနောက်သိရောကိုပြည့်စင်နိုင်တာကြောင့်နေအပူရှင်ခြင်းတဲ့အခါမျိုးတွေမှာအထူးဂရုစိုက်ပေးကြဖို့လိုအပ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်